ျွန်တော်အခုပြောချင်တာကကျွန်တော်ကိုအခုဒီရပိုင်းဆက်သွယ်ရင်ဖွင့်လာတဲ့အကြောင်းအရာလေးတွေနဲ့ပြောချင်တာဆောစောတက်မှမူတတိလျှော့စုတ်ခွာလက်နဲ့ချတာကိုဖြေလျှော့မှုနဲ့လည်းအနေငယ်ဆက်ဆိုင်နေလို့ဖြစ်ပါတယ်ဆိုတော့အခုအရာခံချက်ကြီးကကျွန်တော်ကိုဆက်သွယ်လာတဲ့အကြောင်းအရာလေးသူဘာတွေသူတို့အစုဖွဲ့တွေသူတို့ level တန်းတွေရီမန်းစူးစမ်းနေတဲ့အကြောင်းအရာလေးကိုကျွန်တော်မပြောပြခင်ကျွန်တော်ကိုယ်တိုင် အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အတိုင်းအပါအဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအားနာရှင်စနစ်ကြာရှုံးရမည် ေဒီပိသားအလုံးကျုံတွေ့နေရတဲ့ဘေးပြာဖျားဖျားနေပြီးတော့ဝေးကွာကင်းတော့တာယာငင်းချက်ပါစေလို့ဥစွာပဏာမတောင်းဆုပြုပါတယ်။မြင်တွေ့ကြတိဖြတ်သန်းရင်ဆိုင်နေရတဲ့အခက်အခဲတွေစိုးရွားလာတဲ့ကြမ်းကြုတ်ရက်ဆက်မှုတွေမထင်ရတော့အောင် ကြမ်းတမ်းလာတဲ့တဘာဝကြီးရဲ့ဒဏ်ခတ်မှုတွေကနေကျွန်တော်တို့နိုင်ငံသားတွေဟာအခုဆိုရင်အန်တု ကြန့်ခိုင်ရင်ဆိုင်ပြီးတက်နိုင်သမျှရုပ်ကံကြော်လွားခဲ့ကြတာအခု၄နှစ်ကျော်ကာလတော့တည်းမှာတသက်မှာခါမှကျုံအဲလေးမယ်လို့တော့မထင်ခဲ့တဲ့ဖြစ်ရဆိုတွေအမျိုးမျိုးကိုကျွန်တော်တို့စိတ်တကိုယ်တွေကိုစီနေကြော်လွားခဲ့ကြပြီဖြစ်ပါတယ်အဲဒီချိန်မှာတော့ဘဝကြီးကဘလောက်ပဲပြင်းထန်တဲ့ဒဏ်ခတ်နေပါစေငွေရောင် ဟိုတိမ့်တိုက်တိုင်းမှာငွေအောင်အနာကော့လေးတွေရှိရဆိုတော့ဒီစာလေးအတိုင်းပေါ့စာစုလေးအတိုင်းပေါ့တောကတွေအတိုင်းဒုက္ခတွေအတိုင်းမှာ ကျွန်တော်တို့အတွက်ချမ်းမြေ့ပွဲတတိုင်းလေးတွေကပ်ပါလာတယ်လို့ယူဆပြီးကျွန်တော်တို့ရင်ဆိုင်ကြော်လွှားကြရမှာပေါ့ဆိုတော့အခုငလင်ဘေးကနေခက်ခဲစွာရုန်းကန်နေရတဲ့ဗီဒီယိုအလုံးကိုကျွန်တော်အနေနဲ့ဒီကနေပြီးတော့တိုက်တွန်းအားပေးပါတယ်စိတ်ခွန်အားမျှဝေပေးပါတယ် ရုပ်ကံကြော်လွားကြိုးစားအတူတူချက်တန်းကြရအောင်ပါပြီးတော့အခုဒီကနေ့ရက်ပိုင်းမှာဖြစ်ပေါ်နေတဲ့တမ9ခု98တမမူဟိုဖန်စီခံရပြီးတဲ့နောက်တည်င်းနဲ့မျိုးမျိုးထောက်ပေါ်နေတာသူဟာညှိနှိုင်းပြီးတော့ထပ်ပေါက်တစ်ခုရဖို့အတွက်ကျူတင်ညှိနှိုင်းပြီးဆုတ်ခွာတာဖြစ်တဲ့အတွက်ကြောင့်သူ့ကိုပြန်လွှဲပေးရမယ်ဆိုတဲ့တည်င်းတွေထွက်လာတာဒါတွေတော့ ျွန်တော်တို့เนี่ยလမ်းกว่าတော့ကျွန်တော်အနေနဲ့အသေးစိတ်မသိပါဘူးဒါပေမဲ့ပြမှုကျူးလွန်ခဲ့တဲ့မြေတူကိုမဆိုထိုက်တဲ့နဲ့ပြစ်ဒဏ်တော့ပေးကိုပေးရပါလိမ့်မယ်ဘလောက်ကြီးပဲဆိုกว่าညှိနှိုင်းမှုပြောပစ်စီအဲကျွန်တော်တို့အနေနဲ့သူတို့ကျူးလွန်ခဲ့တဲ့ဖြစ်စဉ်အားလုံးကိုတော့ဖြေလျှော့ပေးဖို့ရမဖြစ်နိုင်ပါဘူးအဲဒါပေမဲ့အပြင်းထန် yes ဆက်ဆက်ခုခံတဲ့လူထက်လက်နက်အားလုံးအကောင်းဖွဲ့ပြီးခြံပေးမယ် ါတို့လူအလုံးကိုဆုတ်ခွာခွင့်ပေးပါဆိုတဲ့လူမျိုးကိုတော့ဒဇုံတရားကျွန်တော်တို့အတိမတ်ပြမှုတစ်ခုနဲ့တတ်နိုင်သမျှသောဖြေလျှောက်မှုတစ်ခုကိုတော့ရှိရမှာပေါ့ဒီချိန်မှာကျွန်တော်တို့ဒီအပိုင်းဆက်သွယ်လာတဲ့ရာခိုင်ချားဆင်းလို့ခေါ်တဲ့ဒီစစ်တပ်တပ်ကအရေးကြီးသောတာဝန်ရှိသူပေါ့နော် Non Commission Officer လို့ခေါ်တဲ့ NCO သူကအရာခံအချက်ကြီးအဆင့်ဆိုတဲ့အကြောင်းကျွန်တော်ခုရှင်းပြပါမယ်စစ်တပ်မှာသူကအရာရှိအရာခံအချက်စစ်တီရဲလို့သူကခွဲခြားထားပါတယ်အရာရှိဆိုတော့အရာရာမှာတာဝန်ရှိတာပေါ့အရာခံဆိုတော့အရာရာမှာသူခံရတယ်လို့ပဲပြောရမှာပေါ့တာဝန်ခံရတာပေါ့နော်ဆိုတော့အချက်ကတော့ကြီးကျက်ကျက်ကပ်ပေါ့ဟိုမှာဒုတိယတချက်တချက်ကြီးသူ့အထက်မှာမှဒီဒီ CQ ဒုရာခံဘူပရာခံဘူပေါ့ ကျွန်တော်အခုပြောချင်တာကကျွန်တော်ကိုအခုဒီရပိုင်းဆက်သွယ်ရင်ဖွင့်လာတဲ့အကြောင်းအရာလေးတွေနဲ့ပြောချင်တာစောစောတက်မှမူတတိ short စုတ်ခွာလက်နဲ့ချတာကိုဖြေလျှော့မှုနဲ့လည်းအနေငယ်ဆက်ဆိုင်နေလို့ဖြစ်ပါတယ်ဆိုတော့အခုအရာကန်ချက်ကြီးကကျွန်တော်ကိုဆက်သွယ်လာတဲ့အကြောင်းအရာလေးသူဘာတွေသူတို့အစုအဖွဲ့တွေသူတို့ level တန်းတွေရီမန်းစူးစမ်းနေတဲ့အကြောင်းအရာလေးကိုကျွန်တော်မပြောပြခင်ကျွန်တော်ကိုယ်တိုင် 2000နဲ့2ခုနှစ်2001နဲ့2002ပေါ့เนาะ2002ပေါ့ကျွန်တော်မှတ်မိပါ2002เนาะ2002ခုနှစ်မှာကျွန်တော်ကိုယ်တိုင် Twitter ကြံစီကြိုးစားခဲ့မှုတဲ့အကြောင်းအရာလေးတစ်ခုကိုပွင့်ဝင်လင်းလင်းအားမနာစရာပြောကြားချင်ပါတယ်2002ခုနှစ်တုန်းကကျွန်တော်ဟာရပခလို့ခေါ်တဲ့ရှေးပိုင်းတိုင်းစစ်တပ်နာကျုပ်ကတိုင်မူဘ ෝජ ုခမောင်မြင့်ရဲ့အထူးလူညိုရေးအရာရှိ တာဝန်တထင်းအရာရှိတာဝန်နဲ့ကျွန်တော်ဟာအာဒီအကြီးပိုင်းစစ်ဘုတ်ချုပ်တွေပေါ့စစ်ဘုတ်ချုပ်တွေဆိုတဲ့နေရာမှာများသောအားဖြင့်လာလိလာထရှိတာတော့အဲ့ဒီကာလကဒုတိယဘုတ်ချုပ်မူကြီးမောင်အေးနဲ့ဘုတ်ချုပ်ခင်ညော့နော်ရန်ဖန်ရကားဆိုလို့ဘုတန်းရွှေရဲ့သားသမီးတွေဒီလိုမျိုးပေါ့အကြီးမှုတွေလာလိလာထရှိတဲ့တောင်ကြီးဘက်ကိုပေါ့ကျွန်တော်နဲ့သူမလမ်းမကမ်းပါဘူးဆိုတော့ဒရိုတွေကိုကျွန်တော်ကအဓိကလုံယူရည် တာဝန်ယူရဖြစ်ပါတယ်။ဒါမှမဟုတ်ဥက္ကမောင်မြင့်တဲ့အတူကျွန်တော်အမြဲတမ်းလိုက်ရတယ်။အမြဲတမ်းလိုက်ပြီးတော့ဒီ BNB security guard ပေါ့ officer ပေါ့ကျွန်တော်လိုက်ရပါတယ်။အဲ့နှစ်ထောင်နဲ့နှစ်ခုနှစ်မှာကတည်းကကျွန်တော်ရဲ့တွေးတော်မှု ကြံစီမှုကြံစားမှုဆက်ဆက်ဆင်ခြင်ပြင်ဆင်မှုတွေကိုကျွန်တော်အခုပြန်ပြီး ပြောပြခြင်းပါတယ်။နှစ်ထောင်နှစ်ဆိုတော့ကြာတော့ကြာပြီပေါ့လွန်ခဲ့တဲ့23နှစ်ကာလတုန်းကဖြစ်တော့ခု2025ပေါ့ ဆိုတော့အဲ့ဒီကာလကလေးကကျွန်တော်ဟာစိတ်နှဖောင်းကိုကွတ်ထားပြီးတော့စစ်မှုတာဝန်ထမ်းဆောင်နေရတော့လဲပဲပြည်သူစစ်သားတယောက်ဖြစ်ကိုခံယူကျင့်သုံးပြီးပြည်သူရဲ့အကျိုးစီးပွားအတွက်ကိုငါဟာငါ့ဘဝငါ့ခန္ဓာကိုပေးဆက်ပြီးစူးစမ်းထမ်းဆောင်မယ်ဆိုတဲ့ပိုင်းဖြတ်မှု ရှိခဲ့ပြီဖြစ်တော့အဲ့ဒီခေတ်ကာလဆေးရနာရှင်တန်းရွှေရဲ့တကိုးထက်မြက်မှုအမြင့်ဆုံးကာလတွေပါကျွန်တော်ဟာစစ်သားတယောက်အနေနဲ့ပြည်သူဘက်ကကိုကျင်းစာနာပြီးတော့ စဉ်းစားချိကပ်မှုတွေပြုခဲ့ပါတယ်ဒါကပါလေဖတ်ရှုခဲ့တဲ့တမိုင်းနေတဲ့ကဘူကြီးအုံးကြော်မြင့်အကြောင်းကျွန်တော်အတူယူတယ်ကျွန်တော်သဘောကျကျွန်တော်လေးစားတယ်အာနာရှင်နေဝင်းကိုအနိကလောက်ကျန်တက်ဖြတ်ဖို့ကြိုးစားခဲ့တယ်ဆိုရင်သူ့ရဲ့အဲ့ဒီကာလကအတူခေါ်ကျွန်တော်ဆက်ဆက်ပြီးတော့စဉ်းစားတယ်စဉ်းစားပြီးတော့ကျွန်တော်2002ခုနှစ်ဝီယံဘီလို့ခေါ်တဲ့ဥမာဆိုရင် မောင်အေးပေါ့ဘူကြီး မူကြီးမောင်အေးပေါ့ကျွန်တော်ထက်36နှစ်ကြီးတဲ့ဗိုလ်ချုပ်မူကြီးဒုတိယဗိုလ်ချုပ်မူကြီးမောင်အေးပေါ့ကျွန်တော်တောင်းခင်ရသူမနမိုးလင်းသူအခန်းသူအိတ်တဲ့အဆောင်ကနေထွက်ပြီဆိုတာနဲ့တောက်လျှောက်သွားလေရမှာသူရှိရရှိပြီးအားလုံးစီစဉ်ရတာသူအနီးနားမှာလုံချိုပြီးသူရဲ့ PS လို့ပေါ့နော်အတူတူကျွန်တော်တောက်လျှောက်ရှိပြီးတော့ခေါက်ရက်ရက်ညသာစားပွဲတဲတဲဆွေးနွေးပွဲဟောပြောပွဲလုတ်လုတ်သူ့နားမှာတောက်လျှောက်ကျွန်တော်စောင့်ကြည့်ပြီးတော့သူ့ကိုဘယ်သူကရံပြူလာနိုင်မလဲ သူ့ရဲ့အသက်အန္တရာယ်ကောက်ဟိုတနတ်အဆင်းဖြင့်ကြီထိုးထားပြီးကျွန်တော်ကနေရတဲ့လူသူအိတ်ဆောင်ကိုပြန်ပြီးသူအိတ်တကန်းတကားပိတ်ပြီးမှကျွန်တော်အနေအရကိုကျွန်တော်ပြန်ခွင့်ရတဲ့သူအဲ့ချိန်မှာကျွန်တော်စဉ်းစားတန်းတန်းရွှေရတော့အဲ့ချိန်မှာကျွန်တော်တို့ဖချောင်းတိတ်မလာဘူးပေါ့နော်အဲ့တော့ကျွန်တော်စဉ်းစားအဲ့ဒီခင်ကအာနာရှင်စနစ်ရဲ့အမြင့်ဆုံးအချိန်ဖြစ်တယ်အာနာရှင်ကိုအမိပြုတ်ပြီးတော့ကဖားရဖားဘောင်းတော်ဒီစိတ်တော်ကြီးဟာ เนาะသခင်လိုကြသခင်အားရကြုံဘာဝပြမယ်ဆိုရင်အယိုးအရင်းနဲ့မကအသားအဆနာပါကြိုက်ခွင့်ရတဲ့အခြေဖြစ်တယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီအခြေမှာကျွန်တော်ရဲ့ဖြစ်တည်မှုလောက်ပိုင်ခွင့်ရပိုင်ခွင့်ရှားစားနိုင်တော်လဲပဲရှားစားနိုင်တော်လဲပဲဆိုတော့ထပ်ပြောလိုက်ပါဦးမယ်အခုကျွန်တော်ပြောကြပါလိမ့်မယ်ကွန်မန့်နဲ့ဝင်ရေးပါလိမ့်မယ်အာမရိမှုနဲ့ကြာခိုးပြီးတော့ထွက်ပြပါမယ်စားစစ်စားစစ်ပြောကြပါလိမ့်ဦးမယ်နော်ဒီဒီစစ်တပ်ထောက်ခံသူလို့ခေါ်တဲ့တစ်ဖက်ပိတ် ပညာပဲလူတန်းစားကြီးကျွန်တော်တိုက်ခိုက်နိုင်စရာတခုอ่ะလဲဒီတခုပဲရှိတာဟုတ်မတိဘူးဘာညာနဲ့ဘယ်သူကစပြောလိုက်မှန်းကျွန်တော်ကိုယ်တိုင်မသိတဲ့ဆွဆွဲမှုပေါ့ဆိုတော့အဲ့ဒါအရင်လေးဆက်ဆက်ပြောအောင်အဲ့ဒီချိန်မှာကျွန်တော်အနေနဲ့အခွင့်ထူးခံအနေနဲ့ရှာမယ်ဆိုရင်ရှာနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ခွင့်ထူးခံအနေနဲ့ရှာဖွေခြင်းမရှိခဲ့ပါဘူးအရှိပဲကျွန်တော်ဘာစဉ်းစားလဲဒီချိန်မှာငါတိုင်းပြည်ကိုဖျက်ဆီးနေတာဆေအနာရှင်စနစ်ဖြစ်တယ်အဲ့တော့ဆေအနာရှင်တွေထိတ်တိဒိဋ္ဌိကျဲဆိုတဲ့ နံပါတ်1နဲ့2 2ကငါနားမှာအများအားရှိနေတယ်။ Okay ငါတဲ့ငါဘဝငါခန္ဓာကိုငါနိုင်ငံအနာကဖြစ်ရှိနေတဲ့အာနာရှင်လူယုံမာတွေကိုတုတ်တည်ခြင်းအဖြစ်ငါရဲ့တိုင်းပြည်ပေါ်မှာထားရှိတဲ့တစ္ဆာနိုင်ငံသားတွေပေါ်မှာကာကွယ်ဆောက်ရှောက်ပါမယ်လို့ဒုတိယနေ့ဘိုလောင်းဘွားတို့ကဆိုခဲ့တဲ့တစ္ဆာဟာဒီနေရာမှာခိုင်မာတရေတီပါလား ဘာလို့လဲဆိုတော့အာတိုင်းကြီးကိုဖြည့်ဆည်းနေတာဆက်အနာရှင်တွေဒါနဲ့ကျွန်တော်တိတ်တိတ်ကြိတ်ကြံစီတွေပဲဒါကျွန်တော်ကိုယ်တိုင်ကြံစီခဲ့တဲ့အကြောင်းပုံမှန်လေးလေးပြောပြတိတ်တိတ်ကြိတ်ကြံစီမိသားစုလည်းအိမ်ပြန်ပို့လိုက်ကျွန်တော်တယောက်ခဲနေကြီးစံအကောင်းသားတွေကျွန်တော်ဝယ်စုကြီးစံအကောင်းသားဆိုတော့ဒီကပ္ပစာထုတ်တဲ့ကြီးကြီးကရံဖန်ကကြီးအရဖြစ်တတ်တော့ ICN ကြီးကြီးကျွန်တော်ရောက်ဝယ်စုတပြစ်ဖို့ရောက်ဝယ်စုစုထားတပြစ်ဖို့အကုန်လုံးကျွန်တော် harvest ဆက်ကျွန်တော်ထည့် ကြည်ပေါ့ပြစ်ဟုတ်ထက်ထည့်ပြီးတော့ဝင်လန်းထွက်လန်းဆုတ်လန်းအားလုံးကျွန်တော်စီစဉ်ဘယ်လောက်ဒီစီစဉ်လဲဆိုတော့အခုအဲ့ဒီကာလာပိုးဒီကြီးဆိုးတဲ့မဲနဲ့တောင်ဖက်ချန်သွားတဲ့လမ်းကြောင်းအကုန်လုံးမြေပေါ်မှာကျွန်တော်ဆွဲပြီးဘယ်ကနေဘယ်ကိုသွားရင်ဘယ်လောက်ကြာမလဲဒီချိန်မှာဘယ်လိုကင်းဒီဆက်သွယ်စနစ်ကိုဘယ်လိုဖြတ်ကျော်မလဲဆိုင်ကယ်နဲ့ဘယ်လိုသွားပြီးဘယ်လိုနဲ့ချိန်ဆက်မလဲကျွန်တော်အကုန်လုံးကျွန်တော်ပြင်ဆင်ပြီးပြီပြင်ဆင်ပြီးတော့အဲ့ချိန်မှာအခုလေဒူဒူမူကြီးမောင်ရေးအခု ကျွတွန်းလဲပေါ်မှာဒီဒုက္ခိတဖြစ်နေလို့ကြားတော့ဗောဗျာဒါမစိတ်တော့မကောင်းဘူးဒါပေမဲ့ကျွန်တော်အဲ့ဒီကာလကကျွန်တော်အနေနဲ့စသားတယောက်ကဘိုင်းချက်မှုနဲ့ကြိုးစားဖို့ကြံစီခဲ့တယ်ဆိုတော့ကျွန်တော်ပြောပြတာဒါနဲ့ကျွန်တော်ကအဲ့ဒီချိန်မှာဝကျူမကြီးမောင်အေးနဲ့ဒီအီးသာကောက်ခွေးမှာကျွန်တော်တို့သွားကြတာဒါကြတော့အဲ့ဒီချိန်မှာ PSO ကလည်းသူခေါ်ရရှင်တယ်တိုင်းမှု PSO ရောဝကျူမကြီးမောင်အေးရဲ့ PSO ကောက်ဖျက်ရှင်အညီလေးမင်းအဘရနာမင်းနေလိုက် okay ျွန်တော်ရတယ်ကျွန်တော်လေးကျွန်တော်လည်းကိုယ့်အကြံစီနဲ့ကိုယ်လေးကြီးထိုးအစင်နဲ့ကိုယ့်အကြံစီနဲ့ကိုယ်โอเคကိုယ်ထွက်ခွာမဲ့လမ်းရထားခဲ့တဲ့ဆိုင်ကဲအားလုံးကျွန်တော်တက်စားဘူးမှမရှိဘူးအဲ့ဒီအချိန်မှာကျွန်တော်စဉ်းစားအပြန်အမြန်လာနုလုံပရိလုံလဲဆိုတော့အဲ့ဒီကာလကဒေါ်ဆန်းစစ်ကြီးကိုနေအကျေချုပ်ချထားတဲ့အချိန်မြေသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းနေအားလုံးကိုစိုင်းပုတ်တွေဖြုတ်ချပြီးတော့ကြက်ကြက်တဲတဲကန့်သက်ထားတဲ့အချိန်ဆိုတော့ပြောပြအောင်ကျွန်တော် အဲ့လိုကြံစီနေရဆိုတဲ့အကြောင်းကိုအဲ့ဒီကာလကကျွန်တော်နဲ့ရင်းရင်းနှီးနှီးเนาะဆက်တွေ့စကားပြောနေတဲ့မြို့သားတမူစီအဖွဲ့ချုပ်ကလွတ်တော်ကိုယ်စားလှယ်တခုဖြစ်တဲ့တယောက်เนาะခေါင်းဆောင်တယောက်အဲ့ဒီကာလကတည်တယ်ကျွန်တော်ကြံစီပြီးကိုစဉ်းစား ကျွန်တော်မခံနိုင်ဘူးဒါကြောင့်ကျွန်တော်လုံနိုင်တဲ့အလုပ်ကိုကျွန်တော်လုပ်မယ်သူတို့ကိုတိုင်ပင်တယ်တိုင်ပင်ပြီးတော့ဘာဖြစ်လို့ကျွန်တော်တခုစုတစ်စုံခုဖြစ်သွားမှာအကျိုးမဲ့အချီးနီးကျွန်တော် YouTube ပြီးလုတ်ခဲ့တာမဟုတ်ဘူးကျွန်တော်တင်းသေးသွားမယ်ဒါမှမဟုတ်ရေချက်တစ်ခုကြောင့်ဒါလုတ်ခဲ့တာဆိုတော့တီးဖို့တက်တည်ထားခဲ့ဖို့လိုတဲ့တကြောင့်ကျွန်တော်တိုင်ပင်တာဖြစ်တယ်အဲ့တော့ဆိုတော့ဆက်ပြောရရင်ကျွန်တော်အိမ်မောင်အင်းနဲ့ဥက္ကမောင်မြင့်ဥက္ကမောင်မြင့်ကျေးဇူးရှိပါတယ်ကျွန်တော်နှုတ်ထုတ်ခွင့်ပေးလိုက်တာဟုတ်နော်ဒီရာရှိစာလွန်ဖတ်ပြီဆိုတော့အမှတ်ချက်ကိုရေးပြလိုက်တဲ့ဘုံမှုတင်ပြီးလဲကျေးဇူးတင်ပါတယ် သူတို့နှုတ်ဖက်ကွင်းပြီးလို့ကျွန်တော်ထွက်လာတာဒါတော့အဲ့ဥက္ကမောင်မြင့်ရဲ့ဥမောင်အေးရဲ့သူတို့နှစ်ယောက်တင်ကျွန်တော်သုံးယောက်ပဲရှိအေးဒါကောက်ကွင်းရဲ့အလဲပါကျွန်တော်အချိန်မှာစဉ်းစားလွယ်လွယ်လေးသူတို့မှတနတ်ပါဘူးကျွန်တော်မှတနတ်ပါတယ်ဆက်ပြပုံလည်းပါတယ်သူတို့နှစ်ယောက်တက်ကအသာလေးဘုံနှလုံးတော့ကျွန်တော်တလုံးကိုလုံချုံဖွဲ့တဲ့လှမ်းပြစ်တလုံးကိုသူတို့နှစ်ယောက်ကြားတဲ့ပြစ်ခွဲပြီးကျွန်တော်အသာပဲဆုပ်ခွာသွားရုံပဲဒါပေမဲ့ကျွန်တော်စဉ်းစားတယ်အဲ့ဒီကာလရဲ့နိုင်ငံကြီးရေချိန်ပေါ့နော် ဒီချိန်မှာအဲ့ဒီချိန်မှာလည်းကျွန်တော်တို့ဒေါန်ဆန်းစုကြည်ရဲ့မိကွန်းတွေဟောပြောချက်တွေကိုကျွန်တော်ကတော်တော်လေးဖတ်ခဲ့ရဖတ်ခဲ့ရတာလည်းတာဝန်ရဖတ်ခဲ့ရဘာလို့ဆိုတော့ထောက်လိုင်းတိုက်ပွဲထောက်လိုင်းတင်တန်းတော်တက်တော့အဲ့ဒီကလာဒေါန်ဆန်းစုကြည်ရဲ့ဟောပြောမှုတွေကိုကျွန်တော်တို့သွားပြီးသတင်းယူရတယ်သတင်းယူပြီးတော့အထက်ကိုပြန်တင်ပြဖို့ထောက်လိုင်းကျွန်တော်သွားလောက်ရဘာလို့ကတော့ကျွန်တော်ကတာဝန်ရတော့ဒေါန်ဆန်းစုကြည်ကိုခြေမုံ့ဖို့နှိမ်နှင်းဖို့စသဖြင့်ပေါ့နော် ဟိုတာဝန်ယူရတဲ့ကာလကျွန်တော်တက်တက်စင်ကာလဒေါသံကြီးအပြင်မှာရှိသေးတယ်တော်လိုင်းတင်တဲ့တုန်းကဆိုတော့ကျွန်တော်ကတင်းသွားယူတယ်သွားကြည့်တယ်ဆိုတဲ့အခါမှာသူ့ကိုစမ်းကြည့်တော်ရတာကိုသူ့မိခွန်းတွေကိုကျွန်တော်ကအစီအသေးတဲ့ဟိုကျွန်တော်ကစိတ်ဝင်လာပြီးတော့မေဆုကိုအဲ့ဒီကာလကလေးကကျွန်တော်ကကြည်ညိုလေးစားခဲ့အဲ့တော့ကျွန်တော်လုံးကြံတက်ဖြတ်မယ်ဆိုတဲ့အစီအစဉ်နဲ့ရေးဆွဲတဲ့အချိန်မှာတော့ဒေါမဆန်းစုကြည်ကဟောဟိုဖန်းစီပြန်လဲဖန်းစီခံတာရတဲ့အခြေဖြစ်ဖြစ်တယ်ဆိုတော့ ကျွန်တော်အဲ့ဒါဘယ်လိုစဉ်းစားလဲဆိုတော့ငါလှုပ်လိုက်လို့ငေါအီးတော့တည်သွားပြီထားပါတော့ဒါပေမဲ့အာနာရှင်ရှင်စနစ်ကြီးအဲ့ချိန်မှာငါပြောပင်ပင်စီတွေစိုက်ပြိုးတယ်လို့တတက်ခုတ်တပင်ခုတ်လဲအမြင့်ငုတ်တွေကဆက်ရှိနေဦးမှာပဲဆက်ရှိနေဦးမှာပဲအဲ့တော့ငါဒီလှုပ်ကြံတက်ဖြတ်မှုကိုဆောင်ရွက်လိုက်ပြီးတဲ့နောက်ငါတည်ကောင်းတည်သွားနိုင်တယ်ဒါပေမဲ့အာနာရှင်စနစ်ကြီးကအမြင့်ပြတ်အောင်မဟုတ်ဘူးဒါနဲ့ပဲ အဲ့ဒီအဲ့ဒီချိန်မှာကျွန်တော်စိတ်ကြီးတွေးနေရနော်တွေးနေတာတဏ္ဍကိုတဏ္ဍတင်ပေါ်လက်တင်လိုက်ပြန်စဉ်းစားလိုက်ကိုကြီးဒီကြီးကြီးလိုက်အဲ့ဒီချိန်မှာဟိုကျုပ်မောင်အေးကအတော်လေးပါနှပ်ပုံရပါတယ်ဟမ်တယ်လက်ကြီးပြူလူကောင်းနဲ့များစွာနဲ့ဆက်ဆံလာတော့သူ့ရဲ့စိတ်ပါလဲစိတ်ဆန့်နေပါရှင့်ရှင့်ပါပေါ့အစထမအယုံကြီးရှင့်ရှင့်ပါပေါ့ဒါမှမဟုတ်ကျွန်တော်ရဲ့မူပြတ်နေတာကိုအသက်20ကျော်အစိတ်နော်လူငယ်တယောက်မူပြတ်နေတာကိုသူလဲတတိထားမိမိမှာပေါ့ ဲ့မှာဒီဘူကျုံမောင်အီးကမဖြစ်လဲဆိုတော့အဲ့တော့တိုင်မှုတဲ့ကမောင်မြင့်နဲ့ဟုတ်ကဲ့မင်းနဲ့ငါဆက်လက်နေပစ္စည်းညွန်ကျုပ်ဘွားတို့ကအချိန်တုန်းကဖြစ်ခဲ့တဲ့ဖြစ်စဉ်မှတ်မိလားတို့ပြောတယ်အဲ့တော့ဥက္ကမောင်မြင့်ကဘာပြောလဲဆိုတော့ဟုတ်ကဲ့မှတ်မိပါတယ်ဘူကျုံဘူကျုံကြီးခမရတယ်ဘူကျုံမူကြီးခမရတယ်ဘာလဲွာတယ်အဲ့ဒါဟုတ်ကဲ့ဘူကြီးအုံးကြော်မြင့်တို့ဖြစ်စဉ်ဖြစ်ပါတယ်ခမရအဲ့ဒီသူဘူကျုံမောင်အီးဆက်လက်နေပစ္စည်းညွန်ကျုပ် ဘောရရဆွဲတုံးကဥနေဝင်းကိုလွတ်ကြံတက်ဖြတ်ဖို့ဘူကြီးအုံးကြုံမြင့်နဲ့ဘူကြီးအုံးကြုံမြင့်ကစူးစမ်းခဲ့တဲ့ဖြစ်စဉ်ကိုသူကပြောပြပြောပြပြီးတော့ကျွန်တော်ဘေးမှာရှိပြောပြပြီးတော့အေးတဲ့အဲ့ဒါဆိုလေတဲ့အခုအချိန်မှာအုံးကြုံမြင့်လို့ကောင်းနေမရှိဘူးလို့မပြောနိုင်ဘူးကွာတဲ့မင်းကြက်ကြက်ဂယူဆိုင်ကြားလာဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်ကစဉ်းစားနေတယ် သူတို့နှစ်ယောက်ကိုလက်ပြုံးနဲ့ခွဲပြီးလှုပ်ကြံမှုနော်ဒီချိန်မှာဘုဇုတ်မောင်အေးကဘူးအောင်ကြောင်မြင့်အကြောင်းကိုပြောတာကျွန်တော်လည်းအချိန်မှာအဲ့ဒီကာလရဲ့နိုင်ငံရေးဒေါန်ဆန်းစစ်ကြီးချုံနောင်ခံထားတဲ့အချိန်နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဒေါန်ဆန်းစစ်ကြီးရဲ့ဒီတိုင်းပြည်ပေါ်မှာအနှစ်နာခံပြီးတော့ NLD ပါတီဝင်တွေရဲ့ကြိုးစားနေတဲ့ဆောင်ရွက်နေတဲ့ကာလနိုင်ငံရေးနီးလန်းတဲ့တာလျင်စိတ်ထားစိတ်ထားတွေကိုပြုပြင်ပြောင်းလဲဖို့နဲ့ အဲ့ဒီကာလတက်မတော်ကိုအာဏာရှင်စနစ်ကလွန်မြောက်တဲ့ပြည်သူ့ကာကွယ်တက်မတော်ဖြစ်လာအောင်ပြောင်းလဲပေးနိုင်မှုအခြေအနေနိုင်ငံတကာကလည်းပဲငင်းချမ်းတဲ့လမ်းစဉ်ကိုပဲသွားစီခြင်းနဲ့အလားအလာနောက်တစ်ခါဖက်စစ်တပ်ထဲမှာအမြင့်ငုတ်တွေ့နေတဲ့ငပြောပင်ပမာနဲ့ပေါ့တတက်ခုတ်ခံရဲ့နောက်တစ်တက်ထွက်ဖို့အဆင်သင့်ဖြစ်အောင်ပြင်ဆင်ထားတဲ့အနေထားဒါဒီကိုကြည့်ပြီးတော့ကျွန်တော်ဟာနိုင်ငံရေးနီးလန်းနဲ့ပဲဒေါ်ဆန်းစုကြည်ရဲ့လမ်းလမ်းကြောင်းအတိုင်းလမ်းစဉ်အတိုင်း နိုင်ငံရေးနည်းလမ်းနဲ့ပဲကျွန်တော်ဟာဆရာနာရှင်စနစ်အမြင့်ဖြုတ်ရေးနဲ့အတွင်းကူးပြောင်းရေးကိုစူးစမ်းဖို့ငါစူးစမ်းအားထုတ်မယ်လောက်ကျန်တက်ပြတ်ချင်းဟာဘုရားဘာသာလည်းယူဆလည်းအရာလည်းလက်ခံအပ်တဲ့အရာမဟုတ်ဘူးပေါ့တဖက်ကလည်းလူလူခေါင်းဆောင်တွေလည်းရှိနေတယ်နော်နိုင်ဒေါန်သန်းသူကြီးတို့မကြခင်လွတ်မြောက်လာတဲ့အခါမှာအဲတိုင်းပြည်ကိုပြန်လည်တက်မှတ်ဥဆောင်နိုင်လိမ့်မယ်ဆိုရတဲ့ကျွန်တော်ဟာ စောစောကလှုပ်ကြံတက်ဖြတ်ဖို့ဆိုပြီးပြင်ဆင်ထားတဲ့အစီအစဉ်တွေအားလုံးကိုကျွန်တော်တားလေးပြန်လျှော့ချင်ကိုမဟုတ်တလူနဲ့ဆက်နေခဲ့လိုက်ပါတယ်ဒါကျွန်တော်ရဲ့2002ခုနှစ်တုန်းကကျွန်တော်ကိုယ်တိုင်ကြိုးစားခဲ့တဲ့ဖြစ်စဉ်တစ်ခုပြန်ရင်ဖွင့်တာဟေးစောစောကပထမပိုင်းမှာပြောခဲ့တဲ့အရာခံအချက်ကြီးအကြောင်းဆက်အောင်ခုကျွန်တော်ကိုချိတ်ဆက်လာတဲ့အရာခံအဆင့်ကဆရာကြီးတွေပေါ့နော်ကျွန်တော်တို့ကအရာခံဗိုလ်တွေကိုဆရာကြီးတွေလို့ပဲခေါ်ကြတော့ ်ဆရာကြီးအစုဖွဲ့တွေကကျွန်တော်ကိုချိတ်ဆက်လာပါတယ်ဒါလည်းတမခွန်ခွန်တမမူဖန်းစည်းခံရပြီးတဲ့နောက်သူတို့တွေယင်တွေကပွင့်အပ်လာတဲ့ဇကားတွေဖြစ်ပါတယ်သူတို့ဘာပြောလဲဆိုတော့သူတို့အခြားအဆင့်တွေရာဂန်အဆင့်တွေဟာတဲ့လက်ရှိစီစီရင်ဆောင်ရွက်ဖြည့်ဆည်းခဲ့တာတွေထဲမှာအခိုင်းအစီခံတွေဖြစ်တယ်အမေပြတဲ့တိုင်မလုံရင်လေရှေ့မှာတောင်ကုန်နောက်မှာခုံရုံတေတန်း တို့ကိုဂျင်းနဲ့ကြက်ထဲမှာမင်းပြတဲ့မင်းလုံလုံမလုံရင်အာနာဖီဆန်မှုအခုဆိုပို့ဆိုးတာပေါ့မင်းအောင်လိုင်ကတန်းပြစ်စစ်မှုထားခြင်းခုမပြက်ကွင်းအကုန်သေးတယ်ပြက်သက်တွေ့မှာပါပြည်သူစစ်ကလေးတွေအေယော်ရီမှာဖက်ပြေးတယ်၈ယောက်9ယောက်လောက်ပြက်သက်အခုဆိုအကုန်ပြက်သက်ခိုင်းပြီမင်းအောင်လိုင်ကဆိုတော့အရာခံတွေအကြက်ကြီးတွေအခြားစင်တွေကိုကျွန်တော်တို့ဘက်ကိုကိုချင်းစာကြည့်မိတက်ဆိုတက်ပြစ်ဆိုပြစ်တတ်ဆိုတတ်မတတ်ရင်သူအသက်ခံတယ် သူတမောင်းမတန်သူသတ်ခံဆိုတော့သူတို့ကပြောတယ်ကျွန်တော်တို့ကအခိုင်းခံဖြစ်တယ်တဲ့အခုဒီစနေဆိုကြီးဒီအခြေအနေဆိုကြီးဒီတမိုင်းဆိုကြီးဒီလုံးဝတတ်မတော်တစ်ခုလုံးပျက်စီးတော့လက်ထိလောက်တာအရာရှိဆိုတဲ့ကောင်ကြီးလောက်တာတဲ့ကျွန်တော်တို့ယာကန်ကြီးဘာမှအမိပေးပံ့ငွေလည်းမရှိဘူးစီမံပိုင်ငွေလည်းမရှိဘူးသူတို့ခိုင်းတဲ့အတိုင်းကျွန်တော်လောက်ရတာဒါပေမဲ့အခုပြည်သူရဲ့အမုန်းကိုချက်ရက်ဆက်ဆက်ခံစားရတော့မစီမဆိုင်ကျွန်တော်တို့ယာကန်အကြက်တက်သားတွေ ဝမ်းနဲ့ကြည်ကွဲပွေတည်လဲတည်ပြရတယ်မိသားစုတွေလည်းလမ်းကနှင်ချခံရတယ်ဘာခံစားမှုလည်းမခံရဘူးဒါပေမဲ့ကျွန်တော်တို့ရှီတန်းကြီးအသေးခံရတယ်ကျွန်တော်တို့အမိုးခံလည်းကျွန်တော်တို့ဆိုတော့ကျွန်တော်တို့အရန်ခံပြင်းတယ်သူတို့ပြောတယ်သူတို့ပြောတယ်ဟုတ်တယ်ကျွန်တော်တို့လက်ခံမှန်တယ်လေသူတို့ပြောတာဒါပေမဲ့သူတို့လို့ရမှန်တယ်လို့ကျွန်တော်မပြောဘူးသူတို့ယင်ဖွင့်တယ်သူတို့ခံစားနေရတာမှန်တယ်လို့ကျွန်တော်ပြောတာဒါနဲ့သူတို့ထပ်ပြောတယ်ဟိုလောက်ကင်ဖက် ကိုကန်ဒေတာဘက် MND ရေဘက်မှာကျွန်တော်တို့ချီကအင်အား3000လောက်လက်လက်ချခဲ့ဘူးတရှိတယ်ဒါပေမဲ့ဗျာတဲ့မလုတ်ချင်တော့လို့ဖက်စစ်အာဏာရှင်အရာရှိတွေဆိုတဲ့စစ်ဘိုလ်တွေရဲ့ခိုင်းတာကိုမလုတ်ချင်တော့လို့ကျွန်တော်လက်လက်ချလိုက်ပြီးပြီတဲ့ဒါဟုတ်ကျွန်တော်တို့ပြန်လှုပ်ပြီးတော့မင်းအွန်လိုင်းလက်ထက်ပြန်လွှဲပေးခဲ့ကြတယ်ပြန်လှုပ်ပြီးတော့ကျွန်တော်တို့ချပြီးခိုင်းမြန်ရောတတ်ခိုင်းမြန်ရောကျွန်တော်မထပ်ပေါက်မရှိဘူးဘယ်လိုသွားမလဲ passport လည်းမရှိဘူးမှတ်ပုံလည်းမရှိဘူး ပတ်စံလည်းမရှိဘူးနေရာလည်းမရှိဘူးပေးစရာလည်းငွေမရှိဘူးပြေးစရာလည်းမြေမရှိဘူးကျွန်တော်တို့ဘဝဒါတော့အခုတမခွန်ခွန်တမမူတီဖန်းစီခံရပြီးတဲ့နောက်တမဆယ်မမှာရှစ်မတမမူတီသေတဲ့ကောင်သေဖန်းတဲ့ကောင်ဖန်းဖီယိုဖီးရဲ့နဲ့အလဲလဲကွဲဖြစ်လာတဲ့အခြေသူတို့ဘက်ကပြောလာတဲ့စကတန်ကိုကျွန်တော်ကစင်ပွားပြီးတော့ပြည်သူတွေနဲ့ကြံတော့အရာရှိအရာခံစက်တတားတွေစဉ်းစားဖို့ ပြန်ပြောချင်တာဘာလဲဆိုတော့တဲ့ကျွန်တော်တို့တေမထူးနေမထူးဘဝပါတဲ့ဒါပေမဲ့တဲ့ဒီစနစ်ဆိုးကြီးကို ဖြစ်တည်စေခဲ့တဲ့ဖြစ်စဉ်ကြီးကိုအဆုံးသတ်ပေးဖို့တကယ်တမ်းထိတိယယောက်တာဝန်ဝင်ကူပေးနိုင်တာကကျွန်တော်တို့အရာခံအချက်ကြီးအစ်စ်နေဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့တဲ့တိုင်းမှုဝက်ဖြစ်တက်မောင်းမှုဝက်ဖြစ်အနည်းဆုံးမှအလုပ်လုပ်ရတာအရာခံအရာခံဘူကြီးတွေရုံးဘူကြီးတွေ တိုင်ရင်ဆိုလဲတိုင်ရင်မူနာမှာနေပြီးအနီးကပ်ကြီးကျက်ကိုကဲအမိန်နာခံရတာအခြားဆင်းအားလုံးထိမ့်သိမ်းအုပ်ချုပ်တာရာခံဘူးတွေဒုရာခံဘူးတွေသူတို့အုပ်ချုပ်တာသူတို့အမိန်ပဲသူတို့အမိန်ပဲအဲ့တော့သူတို့ဟာတကယ့်တိုင်ရင်မူတွေတက်မှတ်မူတွေဗျွာမူတွေစကကမူတွေစတဲ့အမှုဆိုတဲ့ကောင်းရင်းနားမှာအနည်းဆုံးနေခွင့်ရတာအရာခံနေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တာဝန်တစ်ခုခုကိုပြက်ပြက်သားသားတာဝန်ဆိုတာစောစောကျွန်တော်ပြောခဲ့တဲ့မောင်အေးကို လောကကြီးကအနာပေးဖို့ကြိုးစားခဲ့တဲ့ကျွန်တော်ရဲ့ကြံစည်မှုမျိုးတာဝန်ကိုသူတို့အရာခံတွေကတာတာဝန်ယူထမ်းဆောင်မယ်ဆိုရင်သူတို့ကိုပြည်သူကနွေနွေထွေထွေအတိမတ်ပြုပြီးကြိုးဆိုပါမလားတဲ့သူတို့ရဲ့တာဝန်ထမ်းဆောင်ရင်သူတို့တည်သွားခဲ့ရင်သူတို့ကြံရတဲ့မိသားစုကိုအခုလိုဆိုးဝါးနှိမ့်ကြနေတဲ့တမိုင်းတဒွေးကွက်ထဲကဖက်စစ်တို့ရဲ့ခိုင်းဘတ်ဆိုတဲ့ဒရူးကွက်ထဲကနေ ကဲစဲကူညီပေးမလားတဲ့ကျွန်တော်ကိုချိတ်ဆက်လာကြတယ်ဆိုတော့ကျွန်တော်နူးနူးတူးတူးပဲပြောပြလိုက်တယ်သူတို့လူရက်ကမှန်ကန်တဲ့အလုပ်ဖြစ်တယ်တရားတော်လို့ဖြစ်တယ်ဖက်စစ်အကြမ်းဖက်အာဏာရှင်ဆရာဆွေးမှုတွေကျူးလွန်နေတဲ့သူကိုဘယ်သူကပဲနှိမ်နှင်းနှိမ်နှင်းဘယ်သူကပဲတုတ်တင်တုတ်တင် PDF ကပဲတုတ်တင် ERO ကပဲတုတ်တင်အရာခံအချက်ကြီးကပဲတုတ်တင်တုတ်တင်ဒါဟာနိုင်ငံတော်နဲ့နိုင်ငံသားတို့ယနေ့ကြုံနေရတဲ့အဆိုးဝါးဆုံးအခြေအနေတွေကို ကူညီကယ်တင်ဖြည့်ဆည်းခြင်းသာဖြစ်တယ်။တမိုင်းမိတော်ဝင်တရက်ကိုပါဝင်ထမ်းဆောင်ခြင်းသာဖြစ်တယ်။ဒါကြောင့်ဆရာကြီးတို့ဒီအစီအစဉ်ကိုကောင်းထည့်ပေါ်ပါ။တို့ပါခမားတို့ကိုအသက်ရှင်ရဲ့တော်ဝင်ထမ်းဆောင်နိုင်ခဲ့ရင်ကျွန်တော်တို့တော်လန်ရေးကြီးရဲ့လုံးရဲ့အရေးကြီးသောတကက် main operation ကြီးကိုအသက်ဆုံးထမ်းဆောင်ခဲ့တဲ့သူရဲကောင်းတယောက်ဖြစ်ကျွန်တော်တို့ဂုဏ်ပြုမယ်ဆရာကြီး ရာကန်ဘူကြီးကျွန်တော်ဂုံပြုမယ်ကြိုးစိုးမယ်ဘာလို့ခင်ဗျားတို့အနီးမှာနေကြရတယ်လေကျွန်တော်တို့ကတာဝိုးပြစ် short တက်နေတယ်ဘယ်လောက်ပြစ်ပြစ်ထိချင်မှထိခင်ဗျားတို့အနားလေးမှာအသာလေးတို့တောက်တဲ့ coffee ထဲမှာတို့တောက်မဲ့အရက်ခွက်ထဲနဖာကြီးလေးတစ်စုံမဲ့ထည့်ထည့်တို့တောက်မဲ့ coffee ခွက်ထဲမှာအစိတ်လေးတစ်စုံမဲ့ထည့်ထည့်နောက်ဆုံးသူ့ထိုင်ကုန်အောက်မှာစနက်တန်ဖြုတ်ထားတဲ့ဘုံလေးကိုတီအချိုးလေးနဲ့ပတ်ပြီးတော့နေပူအောက်လေးမှာပဲထားထား ပင်ကြိုးလေးဆိုတာနေပူရင်ဖြည်းဖြည်းချုံပြတ်သွားမှာပင်ဖြုတ်ထားပြီးသားဖြစ်တဲ့ကြောင့်ထကွဲဟာခင်ဗျားတို့လုံနိုင်တဲ့အလုပ်တွေအများကြီးဆိုတော့ဘာပဲပြောပြောတိုင်းပြည်အရန်နာနေပြီခင်ဗျားတို့ပါဝင်ထမ်းဆောင်နေဆိုတော့စစ်မှုထမ်းဆောင်ခြင်းဆိုတော့နာမည်ကြီးတစ်ခုလုံးကပျက်စီးသွားပြီငါတို့တမတော်သားกว่าဆိုကြွေးကြော်ခွင်ခင်ဗျားတို့နေထိတန်သွားပြီပြည်သူတရားလုံးကခင်ဗျားတို့လက်မောင်းတစိုက်ခင်ဗျားတို့ရဲ့စစ်ယူနေပေါ့ခင်ဗျားတို့ရဲ့အလေးပြုပုံအစား လုံးဝကြည်ကျင်သေးမရှိအောင်ယွန်ရှာမုံဒီသွားခဲ့ကြတယ်အဲ့တော့ရာဇဝင်ကြွေးကိုခမားတို့ကိုယ်တိုင်သွေးနဲ့ဝင်ဆေးပြီးမှရလိမ့်မယ်ခမားတို့ရဲ့မနှက်ဖြန်အနာဂတ်တွေအတွက်ခမားတို့သားသမီးတွေကိုယ်တိုင်ဆက်လက်အသက်ရှင်မဲ့အမိမြေကြီးရဲ့အနာဂတ်တွေအတွက်ခမားတို့ကိုယ်တိုင်အခုခံစားနေရတဲ့ဘူမတိဘာမတိဂျားကငထောင်းငထွားဂါနာခါနာခရင်ရင်ပြောရင်ကောင်းတော့ဟိုဟာညောင်းတော့ဥခမားတို့ ခင်ဗျားတို့ကဥလိုဟိုရန်ဒီရန်နဲ့သားခင်ဗျားတို့နာနေရတာအဲ့တော့ယာကန်ချက်ကြီး အပါဝင်လက်ရှိ အမြင်မှန်ပြီးအမှန်မြင်လာတဲ့လူတွေကိုလုတ်တင်လုတ်ထိုက်တဲ့အလုပ်ကိုလုတ်နိုင်တာလုတ်ပါ ခုချင်းဟာကျွန်တော်2002ခုနှစ်ကတွေ့ဝေခဲ့တယ်လို့မျိုးဒေါ်ဆန်းစုကြည်တို့လွတ်မြောက်လာပြီး အကျိုးစားကြလိမ့်မယ် NLD ပါတီတဲ့ရှိနေတယ်ဆိုတဲ့အနေထားမဟုတ်ဘဲနဲ့ခေါင်းဆောင်အားလုံးအဓမ္မဖန်စီချုပ်နှောင်တစားကန်လှုပ်ခန့်ထားရတယ်။ငလင်ဘေးကြီးကလည်းမင်းအောင်လိုင်အုပ်စုကိုအခုပဲဒီနေ့လိမ့်မယ်ထပ်လှုပ်သေးတယ်နော်ကျွန်တော်တို့ဂျိန်စာအတင့်တဲ့အတိုင်းထပ်လှုပ်သေးတယ်နေပြီးတော့မှမင်းအောင်လိုင်အတင်းတမအုပ်ချုပ်နေတဲ့အချိန်ကြီးကမစင်းမချင်းတဘောဘေးကြီးကလည်းနှင်လာတဲ့အချိန်ဖြစ်တယ်။အဲ့တော့အဆိုးဆုံး အခြေအနေတွေကြုံရတဲ့အချိန်မှာခမရတို့အရာခံအကျက်စစ်တီတွေဟာခမရတို့ကင်ထားတဲ့တနတ်ပြောင်းခမရတို့ကွေးနိုင်စမ်းရှိတဲ့လက်ညိုးလေးကိုခမရတို့အခုကြုံတွေ့နေရတဲ့အခက်ခဲနဲ့ခမရတို့မြင်နေရတဲ့ဆိုးဝါးဆုံးဖန်တီးတဲ့မိစ္ဆာကောင်းတွေညီကုန်းချုပ်ရေးမှာပါဝင်ကူညီပေးလိုက်မယ်ဆိုရင်ပြည်သူတရားလုံးဟာခမရတို့ကိုတကက်မဟာမဟာသူရဲကောင်းလို့ ိုဆိုကြပါလိမ့်မယ်ဂုံပြူကြပါလိမ့်မယ်နှွေးနှွေးထွေးထွေးနဲ့ခမတို့သားစဉ်မြေဆက်ချီကျူးတမိုင်းမော်ကွန်အင်ခံရပါလိမ့်မယ်ဘာလို့ဆိုတော့ခမတို့ဟာအမှန်နဲ့တရားအတွက်အလုလုခဲ့ကြသူဖြစ်တယ်ပြည်သူအားလုံးလိုလားနေတဲ့ဖက်စစ်အကြမ်းဖက်စနစ်ကြီးညီကုန်းချုပ်သွားရေးအတွက်တာဝန်ထမ်းဆောင်ခဲ့ကြသူတွေဖြစ်တယ်လက်ရှိလေးနှစ်လုံးလုံးပြည်သူတရားလုံးကိုကြိမ်မီအောင်မြငိုကြွေးခဲ့စီတဲ့ဖြစ်ရဆိုတာဝန်ရှိသူတွေကို တုတ်တင်ရှင်းလင်းပေးခဲ့သူဖြစ်တယ်အရေးကြီးဆုံးကတော့ခမားတို့ကိုယ်တိုင်ဆိုနေတဲ့ငါတို့ဒီနိုင်ငံတော်နဲ့နိုင်ငံသားတို့တစ္ဆာကိုစောင့်တိယူတည်ပါမည်ဆိုတဲ့တစ္ဆာတီတဲ့အလုပ်ကို လုပ်ခဲ့လို့ဖြစ်ပါတယ်တစ္ဆာတီလိုက်ပါရဲဘော်လို့